လင်းလာသားသမီးမိတ်ဆွေတို့လက်ရှိမိတ်ဆွေတို့အနေနဲ့အဲမိတ်ဆွေတို့ရဲ့စိတ်ထဲမှာအောင်မြင်ခြင်းစိတ်တွေကြီးမှန်းချက်တွေပြည့်တော်မယ်လို့စိတ်တွေခံစားနေရပါသလားဒီကြပါလေမကြခင်မှာမိတ်ဆွေတို့အနေနဲ့ကြီးမှန်းချက်မျှော်လင့်ချက်တွေဟာ dream to come to အိမ်မက်တွေမှတကယ်ဖြစ်လာမယ်ဒီကြတယ်မိတ်ဆွေတို့အနေနဲ့တကယ်ကိုအရှင်ပြေသွားမှာဒီကြပါလေအခုလက်ရှိခါ ဟုတ်ကဲ့ပါခင်ဗျာနော်ဘေးကင်းပါလေဆိုတော့အောင်မြင်မှုတွေရည်ရွယ်မှုတွေရည်မှန်းချက်တွေကောင်းတဲ့ရည်မှန်းချက်ကိုသာခံမှန်းထားပါမကြခင်မှာအဲ့ဒီအိမ်မက်တွေဟာလက်ရှိဆိုက်ဆိုင်များများကြီးရောက်ရှိလာမယ်ဆိုတဲ့ကတ်မျိုးသို့မဟုတ်ရင်ရောက်ရှိနေပြီဆိုတဲ့ကတ်မျိုးဖြစ်နေတဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့မကြခင်မှာအဲရည်မှန်းချက်မျှော်လင့်ချက်တွေမပြည့်ဝစေဂျိမ့်တွေပြည့်ဝမယ်ကတ်မျိုးဖြစ်တယ်လက်ရှိကံဟာမိတ်ဆွေတို့အနေနဲ့ အဲလက်ရှိနေရာချိနေတဲ့အနေထားထတ်တော့နှိမ့်ကြသွားနိုင်စရာတနင်္လာသာသမီတွေမှာမပါဘူးနှိမ့်ကြသွားနိုင်စရာဆုံးရှုံးသွားနိုင်စရာမပါဘူးသို့တော့အဲတနင်္လာသာသမီမိတ်ဆွေတွေဟာအရန်ကြီးနော်ကိုကိုကိုပြန်ပြီးတော့တုံးတက်ပါလက်ရှိအချိန်ဒီမှာအေးချမ်းမှုငြိမ်းချမ်းမှုတွေရှိနေတယ်ဆိုရင်အဲချွင်းရနေနဲ့ဟိုတိထပ်ပို့ပြီးတော့အရန်ကြီးလော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 မဆုံးဖြတ်ပါနဲ့ အဲထို့တူပဲလက်ရှိနေရာကနေပြီးတော့ဆနာလိုပေါ့ငါလုံရင်ကောင်းမလုံရင်ကောင်းလက်ရှိလည်းအဆင်မပြေဘူးအခက်အခဲကြီးကြုံနေတယ်ဆက်ပြီးတော့တိုးချက်ပြီးတော့လှုပ်ဆောင်ရင်ကောင်းမလားဆိုတော့မစိုးရိမ်နေနဲ့လက်ရှိရှိနေတဲ့အနေထားကနိုင်ကြသွားနိုင်စရာမရှိဘူးဆိုတော့ကာလာဖြစ်ပါတယ်ထို့အပြင်တရင်လာတာမိတ်ဆွေတွေကမိတ်ဆွေတွေရဲ့စိတ်ထဲမှာလက်ရှိကာလာတိုင်းမှာမိသားစုနဲ့ငြိမ်းချမ်းခြင်းအေးချမ်းခြင်းနဲ့အဲ PO1 ပေါ့အလိုရှိနေသောကာလာ ဖြစ်တယ်ဆိုတော့ကံမျိုးကြနေရတဲ့အတွက်တော့ကောင်းမွန်သောကာလဖြစ်ပါတယ်။ထို့အပြင်မိသားစုကိစ္စအိမ်နွေးရေးကိစ္စတွေမှာတုံးနဲ့တူတယောက်နဲ့တယောက်အဆင်မပြေမှုတွေရှိလာရင်လက်ရှိကာလမှာငြိမ်းချမ်းမှအောင်အေးချမ်းအောင်စွမ်းဆောင်နိုင်သောလတုံးနဲ့တူတယောက်နဲ့တယောက်အဆင်မပြေမှုတွေကိုညှိနှိုင်းတိုင်ပင်တင်သောလဖြစ်ပါတယ်ခင်ဗျာ။ဒီလေးလပိုင်းဒီလေးလပိုင်းတွေမှာဆိုရင်တနင်္လာသာသမီမိတ်ဆွေတွေအနေနဲ့ ကျမကြီးကျမကြီးနဲ့ပတ်သက်လာရင် အသက်ရှူမဝတာမျိုးနှလုံးနဲ့ပတ်သက်ပြီးတော့အားနေတာမျိုးလေးတွေအသက်ဖိုက်တဲ့ဆွမ်းနာလို့ပေါ့ရင်းနေပါလေအသက်ရှူမဝတာမျိုးစိတ်ပန်းလူပန်းဖြစ်ရတတ်တဲ့အတွက်ကြောင့်မလို့တနေ့ကသာသမီးမိတ်ဆွေတွေအနေနဲ့နှလုံးအားနေတော့လာအသက်ရှူမဝတော့လာဖြစ်တတ်တဲ့အတွက်ဒီလိုအခြေခံရှိတဲ့မိတ်ဆွေများပို့တော့ဘယူဆိုင်တတိထားဆင်ကျင်ပေးဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားပါရစေအရေးကြီးသောခွဲစိတ်မှုလုပ်ငန်းတွေကိုဖြစ်နိုင်ရင်မလုပ်ဆောင်ပါနဲ့အလှပရေးရတဲ့နဲ့ပတ်သက်ပြီးတော့ခွဲစိတ်ချင်း operation ဝင်ခြင်းတွေဖြစ်နိုင်ရင်မလုပ်ပါနဲ့ပြင်လုံးက မှာပြတ်တက်သွားသဘောကိုစောင့်နေတဲ့တနည်းလာတဲ့မိတ်ဆွေများကြုံရတတ်ပါတယ်။နိုင်ငံခြားခီးသွားနဲ့ပတ်သက်ပြီးတော့ကြံ့ကြာဟန်တာတတ်ပါတယ်။ရွှေဝင်လာမျိုးတွေဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့ရွှေဝင်လာတဲ့အခါမှာမိတ်ဆွေတို့အနေနဲ့မိသားစုအတွင်းမှာအဲဟိုစနလူတို့မဟုတ်ရွှေဝင်တတ်ပါတယ်။ထို့အပြင်ဆက်ပစ္စည်းရင်နဲ့ပတ်သက်လို့တကူခိုးခံရတာမျိုး ပျောက်တာမျိုးလေးတွေဂျုံကတက်တယ်လို့ရင်ဆက်ပစ္စည်းနဲ့ပတ်သက်ပြီးမောင်းနေတဲ့အခါမှာသတိထားဆင်ခြင်ပေးဖို့နဲ့အလင်းစလိုလောလောမလုပ်ဘူးလိုအပ်ပါတယ်လူယုံမလွယ်ပါနဲ့ဒီလာတာတို့တွေမှာဆိုလူယုံတက်တတ်ပါတယ်အဲလူယုံမိမိအနေနဲ့ယုံကြည်စွာလွှဲပြောင်းထားသောလုပ်ငန်းတွေတပည့်လက်သားလူယုံနေနဲ့ပတ်သက်ပြီးတော့ကိုယ့်ကို အဲဆွနာလို့ပေါ့ကိုကယုံကြည်ရပြီဆိုတော့မှအဲ့ဒီကကိုကိုအလွယ်သုံးစားလောက်တာမျိုးကြုံရတတ်တဲ့အတွက်တော့ကိုနဲ့မဆိုင်တဲ့ကိစ္စတွေမှာအာမခံကိစ္စလေးဒီမှာမလုပ်ပါနဲ့အာမခံမရဲပါနဲ့လူယုံမလွယ်ပါနဲ့ဘာကိုဖြစ်ဖြစ်မိမိရဲ့အတွင်းရေးကိစ္စတွေကိုဖွင့်ပြောတိုင်မင်တာကံရင်အာနေမှုကိုရရှိတတ်တော်လာဖြစ်ပါတယ်ငွေကြီးနဲ့ပတ်သက်ရင်မိတ်ဆွေတို့လည်းခင်ဗျာဒီလိုက်တာတော့ဒီမှာကို့ကြောင့်မဟုတ်ပဲသူတပားကြောင့်ကိုနေရာမှာလည်းနည်းနည်းကုန်လိုက်ဒီနေရာမှာလည်းနည်းနည်းကုန်လိုက်နေဘာရဲတော့မဟုတ်ဘူးငွေကြီးနဲ့ပတ်တိုင်ငွေကအဲ ဟိုညံ့လာတော့ညံ့တဲ့အထဲမှာတော့မပါဘူးဒါပေမဲ့အရန်ကြီးအဖက်တင်နေလားဆိုမတင်နေဘူးဒီလိုမျိုးတွေကြုံရတတ်တယ်သာသမိကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကြများရတာမျိုးလေးတွေအဲနိုင်ငံခြားကိစ္စလေးတွေကြောင့်အလှူဒန်းကိစ္စလေးတွေကြောင့်ဘာသာရေးကိစ္စလေးတွေကြောင့်တော့ကိုယ်ကြောင့်မဟုတ်ပဲတပါးသူကြောင့်တော့ငွေကြီးနဲ့ပတ်တိုင်အဖက်မတင်တာမျိုးလေးတွေကြုံရတတ်တယ်ထို့အတူပဲမိတ်ဆွေတို့အနေနဲ့မိမိတို့အနေနဲ့အလူတန်းကိစ္စတွေဘာသာရေးကိစ္စတွေမှာကိုလှူနိုင်လှူလိုက်ပါမလှူနိုင်ဝေဖန်မနေပါနဲ့ဝေဖန်နေရင်ကံရဲ့အာနိုင်မှုကိုရရှိတတ်တဲ့အတွက်အုပ်ချုပ်သူတို့ဘာသာရေးတို့ အဲဆရာဆရာတို့ဟိုအလူတန်းကိစ္စတို့အဲယုံကြည်တတ်ဝင်မှုကိစ္စတွေမှာကိုကမလူနိုင်ရင်အဖြစ်တင်ဝေဖန်နေတာမျိုးကကံရဲ့ညံ့မှုကိုရရှိတတ်တဲ့အတွက်သတိထားစင်နေပေးပါပြီးတဲ့အခါမိတ်ဆွေတို့မိကူးတာမျိုးလေးတွေအိုးဆက်အိုးပြက်တွေရင်ဆက်ပစ္စည်းနဲ့ပတ်သက်တာတွေစနေနံပစ္စည်းတွေဖြစ်တဲ့အရာလေးတွေကိုဒီအပတ်တာတော့တွေ့မှာဆိုရင်ပထမတစ်ပတ်မှာတော့မဝယ်နဲ့ပထမတစ်ပတ်မှာညံ့တယ်ဒါပြီးတော့၁၄ရက်ကျော်မှသာအဲလက်စစ်ပစ္စည်းတွေအထည်လေးလုပ်ငန်းတွေဒါမျိုးတွေဝယ်မယ်ဆိုရင်ဖြစ်နိုင်လို့ရှိရင်ဝယ်ဖို့အကြံပေးပါတယ်ခင်ဗျာထို့တူရဲ့ အဲမိတ်ဆွေတို့အနေနဲ့အလုတ်ကိုင်အလုတ်ကိုင်နဲ့ပတ်သက်လာရင်တနင်္လာသားမျိုးမိတ်ဆွေတွေကဒီရက်လေးလပိုင်းအတွင်းမှာဆိုရင်ယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်ယာရုလုပ်ငန်းနဲ့ပတ်သက်ရင်အားနည်းပါတယ် အဲလုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်ရင်ကိုကိုပိုင်းလုပ်ငန်းလှုပ်ဆောင်ခြင်းနဲ့မိတ်ဆွေများအဖို့ဆိုရင်တော့တဦးနဲ့တယောက်တည်းမလုပ်ပါနဲ့ဆက်တူလုပ်ငန်းတွေလုပ်တာမျိုးမိမိအိမ်ဆောင်ဘက်မိသားစုနဲ့အတွင်းကြကြတေချာတိုင်ပင်ပြီးလှုပ်ဆောင်ကမှအားသာကောင်းမွန်မဲ့လာဖြစ်တဲ့အတွက်ကြောင့်မလို့တော့အဲတဦးနဲ့တယောက်တည်းလုပ်ငန်းတွေအားနေပါတယ်ယာထုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်ယာထုတိုးဖို့ထက်လက်ရှိရှိနေတဲ့နေရာမှာတော့မြဲအောင်ကြိုးစားကမှအဲမြဲအောင်အတော်ကိုကြိုးစားရမယ့်ကာလဖြစ်တယ်လက်ရှိလုပ်ငန်းနဲ့ပတ်သက်ရင်မပြောတာမျိုးအလုပ်ထွက်ချင်တာမျိုးအလုပ်ပြောင်းချင်တာမျိုးတွေဖြစ်နေရင်တော့မှလက်ရှိမှာမဆုံးဖြတ်ပါ ါနဲ့အလုံးမထွက်ပါနဲ့ဆုံးဖြတ်ချက်တွေကိုအလင်းစလုံးမချပါနဲ့မိတ်ဆွေရဲ့ကံကိုကလုပ်ငန်းကိစ္စတနည်းမှုတွေဂျိုအားနေနေတဲ့အတွက်ကြောင့်မလို့အလုပ်ပြောင်းခြင်းလုပ်ငန်းနဲ့ပတ်သက်လို့ရှိရင်အားနေမှုတွေတွေဂျုံရနိုင်တဲ့အတွက်တော့တတိထားစဉ်းပြေးဖို့လိုအပ်ပါတယ်လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်လာရင် ကိုယ့်ကိုမနာလို့မုန်းထားပြီးတော့အဲကလုံးကလိုက်ဖြစ်နေတာမျိုးအထက်လူကြီးတွေရဲ့ဖီအားလေးတွေပေးနေတာမျိုးလေးတွေကြောင့်စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်နေရတော့အသေးအကြာပဲဖြစ်ပါတယ်ခင်ဗျာ လူငယ်တွေအရှိရင်းနဲ့ပတ်သက်လို့မေတ္တာရင်းနဲ့ပတ်သက်ရင်မိမိတို့အနေနဲ့ချစ်သူရည်စား ရရှိနိုင်ပါတယ်မိမိချစ်သောမြတ်လို့တော်သူကိုပြောဆိုဖွင့်ပြောလို့ကောင်းသောကာလဖြစ်ပြီးတော့အဲတမိရည်စားများအနေနဲ့ငဘုကအဆက်အသွယ်ပြတ်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတတ်တယ်မိမိအရှိရင်းမှာမိမိရဲ့ချစ်သူတမိရည်စားကိစ္စလေးတွေမှာနှွေးထွေးမှုလေးတွေအားနည်းမှုလေးတွေကိုကိုယ်ကိုယ်တိုင်ကပြုလုပ်ပေးရမယ်လာဖြစ်တာမျိုးမိမိကိုယ်တိုင်ကလည်းမိမိရဲ့ချစ်သူတမိရည်စားရဲ့ ဟုတ်လားဂယူဆိုင်မှုတွေအဆက်အသွယ်ပြတ်နေတော့အဆက်အသွယ်ပြန်လဲရရှိတတ်တာမျိုးသူ့ရဲ့နော်ဟိုဆနလိုပေါ့မေတ္တာကြီးတွေထူးဆန်းစွာရရှိတတ်တဲ့ကာလဖြစ်တဲ့အတွက်ကြောင့်မလို့အဲအကောင့်ဘက်ကိုဥတည်ပြီးလှောက်ဆောင်တဲ့ကိစ္စတွေမှာအရှိအမကောင်းပါတယ်တတိထားဆင်နေရပါမယ်အိမ်အောင်ပြုခြင်းစိတ်ဆက်ခြင်းလက်ထက်ခြင်းမှာတော့ဒီလက်တာတော့ပြမဆိုရင်တော့အတတ်နိုင်ဆုံးတတိထားပါအကြံအကြာအခက်အခဲလေးတွေပုံပေါ်တာမျိုးတွေတစ်ခုမဟုတ်တစ်ခုလွဲချော်နေတတ်တဲ့အတွက်ကြောင့်မလို့တော့အိမ်အောင်ပြုဖို့တော့မကောင်းဘူးအရှိအမတော့ရှိလို့ဆိုင်ရလှောက်ဆောင်ရင်ကောင်းတော့လာဖြစ်ပါတယ်အိမ်အောင်ကြီး ိန်တော်ရင်းနဲ့ပတ်သက်လာရင်တော့တနင်္လာသာသမိတ်မိတ်ဆွေတွေဒီလတာအတော်တွေမှာအိန်တော်ရင်းအစင်မပြေနိုင်စရာအိန်တော်ရင်းအစင်မပြေနိုင်စရာနှစ်ချက်ပဲရှိတယ်။နံပါတ်၁တစ်ချက်ကတော့လုပ်ငန်းအလုံးနဲ့ပတ်သက်ပြီးတော့ဘာမှမညံ့မနေဘူးအိန်တော်ရင်းနဲ့ပတ်သက်လို့အစင်မပြေနိုင်ရင်နံပါတ်၁မိမိအိန်တော်ဘတ်အပေါ်မှာမိမိဟာလွမ်းမိုးကျင်စိတ်များနေတာမျိုးမိမိအိန်တော်ဘတ်ကိုမိမိရဲ့အိမ်အောင်ဘက်ကိုကိုကစိတ်တိုင်းမကြတာမျိုး စိတ်မရှိတာမျိုးစိတ်တမ်းမကြတာမျိုးဟာဒီထက်ပို့ပြီးတော့အဲကိုကပြစ်တောက်တောက်လိုက်ပြောမိနေတာမျိုးကိုကပို့ပြီးတော့ဝမ်အလိုရှိတယ်သူ့ကိုသူ့ကိုကြည်ရင်တဲ့ကိုကိုကစိတ်တွေအားမရတာမျိုးဆရာဘယ်လိုပြောရမလဲဆရာလည်းအမိန်မမရဘူးလို့မပြောတတ်ဘူးအဲသူ့ကိုဒီလိုထက်လှုပ်စေချင်တာဒီလိုလှုပ်စေချင်တာဆိုပြီးဆရာကြီးလှုပ်မိနေတာကြောင့်အိမ်ရောင်ဘက်ကအဆင်မပြေလို့ပြဿနာတက်ရတာနဲ့အဲမိမိတို့ရဲ့အိမ်ရောင်ကြီးမှာဂျားလူ အတွင်းကိစ္စလေးဂျားလူပါလာတာမျိုးလေးတွေကြောင်းတာပြဿနာတက်တက်ပြီးတော့ကျန်တာဘာမှဆိုးဆိုးဝါးဝါးဘာမှမရှိပါဘူးအဆက်အသွယ်ပြတ်နေသူတွေအဆက်အသွယ်ရရှိတက်တယ်လို့နီးဖို့တော့အားနေသေးပါတယ်အဆက်အသွယ်ပြတ်နေသူတွေအဆက်အသွယ်ပြန်လဲရရှိတက်တော့ကာလအပိုင်းခြားဖြစ်ပါတယ်အိမ်ဆောင်ကြီးအိမ်ဆောင်နဲ့ပတ်သက်ပြီးဖြစ်စီအစမပြေမှုတွေတိတိကျကျများလာတာမျိုးနေရာလုပ်ငန်းကိစ္စနဲ့ပတ်သက်ပြီးတော့များလာတာမျိုးတွေအစမပြေမှုတွေဇက်တိုက်ကြုံနေရင်ဒီလက်ရှိကာလထဲမှာဆိုမကောင်းတဲ့အတိုက်ခိုက်တွေအတတ်ပညာတွေစုံပညာတွေတိုက်ခိုက်တတ်တဲ့အတွက်သတိထားစင်ပြေဖို့လို အပ်ပါတယ်တို့အပြင်အာမခံကိစ္စတွေမလွယ်ပါနဲ့အမှုကိစ္စတွေမလွယ်ပါနဲ့အမွေကိစ္စတွေမလွယ်ပါနဲ့မကူညီပါနဲ့အာမမခံပါနဲ့တတိထားစင်ကြီးရလိုအပ်ပါတယ်ဒီလက်တာအတော်တွင်းမှာဆိုရင်တနင်္လာသားပြင်မိတ်ဆွေတွေကစက်တူလုပ်ငန်းတွေအကျိုးပေးပါတယ်မေတ္တာရေးငြိမ်းချမ်းမှုအေးချမ်းမှုတွေကိုရှေ့တူဆောင်ရွက်လှုပ်ဆောင်ပါပညာရေးနဲ့ပတ်သက်လိုက်ကိုတင်ယူလေ့လာသလောက်တိုးတက်နိုင်တဲ့နိုင်ငံခြားခီးသွားနဲ့ပတ်သက်ရင်တစ်ခုမဟုတ်တစ်ခုနဲ့ပတ်သက်ပြီးတော့အခက်အခဲလေးတွေပေါ်လာတတ်တဲ့အတွက်ကြောင့်မလို့တတိထားစင်ကြီးပေးဖို့လိုအပ်ပါတယ်မိတ်ဆွေဟောင်းတွေဆွေမျိုးသားချင်းအဟောင်းတွေဝေးကွာနေတော့မိတ်ဆွေအပေါင်းအသင်းတွေနဲ့ပတ်သက်လို့ပြန် ြန်လဲစုံစည်းရတက်တယ်လုပ်ငန်းသူအလုပ်သူတွေရဲ့အပြိုင်ဆိုင်တိုက်ခိုက်လေးတွေကြောင်းတတိထားဆင်နေရမယ်လားဖြစ်တယ်အရင်ဆက်ပစ္စည်းဝယ်လို့ရတယ်ထို့အတူမိတ်ဆွေအဟောင်းအပေါင်းအသင်းဟောင်းတွေနဲ့ပတ်သက်ပြီးတော့အမိသားစုရဲ့ကိစ္စအိမ်တွေရဲ့ကိစ္စအစဒီလက္ခဏာတော့တင်မှာဆိုရင်အမှုပညာလုပ်ငန်းလှုပ်ဆောင်နေတဲ့မိတ်ဆွေများအဖို့ကတော့အမှုပညာလုပ်ငန်းနဲ့ပတ်သက်လာတဲ့လာရင်တတိထားဆင်ခြင်းရလိုအပ်တော့လာဖြစ်ပါတယ်အထူးသဖြင့်ပတ်စံပစ္စည်းပြောက်တာမျိုးရွှေပစ္စည်းပြောက်တာမျိုးလေးတွေဂျုံကားတက်တဲ့အတွက်တော့တတိထားဆင်ခြင်းပြီးဖို့ လိုအပ်ပါကြောင်းဆရာကထားလောင်းပြောလိုက်ပြရစီခင်ဗျာဘာကိုဖြစ်ဖြစ်တနင်္လာသားသမီးမိတ်ဆွေတွေ့ဆရာကဒီလာတာတော့တွင်မှာအကျိုးပေးစီတော့အရာအနေနဲ့ဆိုရင်တော့အစိမ်းရောင်အပြာရောင်အကျိုးပေးစီပါတယ်အကျိုးပေးစီတော့နေသားအနေနဲ့ဆိုရင်တနင်္လာတနင်္လာချင်းတွဲလောက်တာမျိုးတနင်္လာကြစားပရိသတ်သမီးတွေကအကျိုးပေးကံကောင်းစီပါတယ်အကျိုးပေးကံကောင်းစီတော့အရက်ဟာတော့အရှိစုစုရက်ဖြစ်ပြီးစန်းတီယာရက်ကတော့မြောက်ရက်ဖြစ်ပါတယ်အဆက်ဆက်ရရအစင်ပြေစီရအကျိုးပေးကံကောင်းစီတော့ကနန်းအနေနဲ့ဆိုရင်တော့ငါးကနန်း နှစ်ကနန်းလေးကနန်းဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပါတယ်အကျိုးပေးစေသောအရာအနေနဲ့ဆိုရင်အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါကျလို့ရှိရင်မိတ်ဆွေတို့အဆက်ဆက်ရအောင်မြင်အစဉ်ပြေစေရအတွက်ဂုံတော် ဟာလာဂုံတော်5ပါးကို9ခေါက်ကျွတ်သွားပြီးတော့လိုရာကိုဆောင်ရင်အကျိုးပေးကံကောင်းစီတော်လာဖြစ်ပါတယ်ထို့အပြင်ဒီလာတာတော်တွေမှာမိတ်ဆွေတို့အနေနဲ့တတိထားရှင်နေရမှာတော့ဘာကိုလှုပ်လို့စနေသားသမီးတွေနဲ့တွဲဖက်လှုပ်တာမျိုးတွေဗုဒ္ဓဘုရားသမီးတွေနဲ့တွဲဖက်လှုပ်တာမျိုးကကံရဲ့အာနိုင်မှုကိုရရှိတတ်တယ်လို့စကားပြောဆိုနဲ့ပတ်သက်လို့ရှိရင်ကိုကစေတနာနဲ့ပြောတဲ့ကိစ္စတွေမှာဝေဒနာဖြစ်ရတာမျိုးလေးကြုံရတတ်တဲ့အတွက်တော့တတိထားရှင်နေပေးဖို့လိုအပ်ပါတယ်မိတ်ဆွေတို့ရဲ့ အတွင်းရေးကိစ္စမိသားစုရေးကိစ္စတွေကိုဖြစ်နိုင်ရင်ဖွင့်မပြောပါနဲ့ဖွင့်ပြောကမှအားနည်းချက်တွေပေါ်လာရတတ်တော်လာဖြစ်တဲ့အတွက်တော့တတိထားစင်ရင်မင်းရလိုအပ်ကြောင်းထပ်လောင်းပြောလိုက်ပြရစီအဆက်ဆက်ရရအစဉ်ပြေစီရန်တို့ကမိတ်ဆွေတို့ရရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွက်စီဖို့အတွက်ဆိုရင်တော့မိတ်ဆွေတို့ရကုန်ပစ္စည်းတွေကိုအမွေးနံသာစွတ်ဖြန်းပြီးတော့နော်ဟို on the be ခလေးနဲ့ရိုက်ပြီးရောင်းမှာကအယောင်းဝယ်တွက်ပါသွားပါလိမ့်မယ်မိတ်ဆွေတို့ရကန်စာတိုင်းညံ့နေလို့ရှိရင်လည်းမိတ်ဆွေများလည်းဆွမ်းနာအတိုင်းပါပဲအဲဆီယာ1389မှာဆီယာ ဟိုဥကောင်းစေခြင်းမင်္ဂလာပြုလုပ်ဖို့အတွက်ဒီတနှစ်မှာတေချာလေးစီစဉ်ပေးထားတယ်အရှင်ကောအရက်ကောဘယ်မျက်နှာအောင်မူပြီးဘာရွတ်ရမယ်ဆိုတာအစဆရာတေချာကိုစီစဉ်ပေးထားတဲ့အတွက်ကြောင့်မလို့ကံကောင်းစီရန်အတွက်ဆိုရင်တော့ဒီလတာတော်တွင်မှာဆရာရ1389အတွက်ကိုစောင့်ကြည့်ပါလို့ပဲဆရာဆလတ် marketing စဉ်းကျင်ပါတယ်ကျေးဇူးတင်ပါတယ်ဒနင်္ဂလာသာသမီမိတ်ဆွေအားလုံးအဆက်ဆက်အရာဘီးဘီယာမှန်သမျှဝေးကွာကြပါစေခင်ဗျာ